ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါစီးခြင်းနေရကျွန်တော်တို့အဓိကပြစ်မှတ်ကတော့ကျွန်တော်တို့နောင်ချိုပြန်ပြီးတော့ဗောနော်တက်မတော်ကပြန်လဲသိမ့်ပါရရှိဖို့အတွက်ကိုတက်မတော်ကစူးစမ်းနေတာဖြစ်တယ်ဗောနော်တခုပြောချင်တာအဲ့ဒီမှာကျွန်တော်ဒီစစ်ပွဲတွေ 10 20 consistent ရေးလို့เนาะနောင်ချို25ရက်26ရက်နေ့စတိုက်တော့မယ်လို့တရင်တွေကြိုရရှိခဲ့တဲ့အချိန်တုန်းကကျွန်တော်ပြောခဲ့တဲ့စကားလေးတွေရှိတယ်ကိုရယူပိုင်ဆိုင်ထားတဲ့နေရာကိုဆွလို့လိုက်ရပြီဆိုရင်ပြန်တိုက်ရဖို့ဆိုတာကတော်တော်လေးကို ရင်ကြီးကြီးတယ်အဲ့တော့ကိုပိုင်ဆိုင်ထားခဲ့ရတဲ့နေရာတွေကိုနော်လက်လွတ်ဆုံးရှုံးမခံရဘောကအရေးကြီးတယ်ကျန်တာတွေမပြောနဲ့ကိုကြီးသားတယောက်ကိုကိုကောင်မလေးကိုသူများတယောက်ကရယူပိုင်ဆိုင်သွားပြီဆိုရင်အဲ့ဒါကိုညံ့လို့ပဲ ဥပမာဥပမာကိုပြောပြတာဒါလူမျိုးပြောမှနားလဲမှာတချို့တော့လူငယ်တွေလည်းရှိတာဟုတ်အဲ့လိုမျိုးပြောမှနားလဲမှာယောက်ျားတယောက်ဆိုတာကမိန်းမတယောက်ကိုပေါ့နော်အဖက်ဖက်ကနေပြီးတော့မှမပြည့်စုံရင်တော့မှဒီခေတ်မှာအချစ်ဆိုတာကတော့ဟိုခက်ခဲပါတယ်နော်အဲ့အရာအပိုးတွေပါအဲ့တော့ကျွန်တော်ကဒါလူငယ်တွေသိအောင်လို့ပြောပြတာလူငယ်တွေအချစ်ကြောင်းနဲ့ပြောမှရမှာစီရီးလို့ဟိုကျွန်တော်တို့ကဟိုကျွန်တော်တို့ကဟိုရှိခဲ့တယ်လေအချစ် ဟောစစ်ပွဲတော့နှွေးခြင်းနဲ့ပါလေအချစ်ပါလေအချစ်တပွဲစစ်ပွဲတရားတို့ပါတို့ပေါ့နော်အဲ့ဒါကြီးရှိခဲ့တော့အဲ့လိုအချစ်နဲ့စစ်ကိုရှင်တွဲပြီးတော့မှပြောရတာဖြစ်တယ်ပေါ့နော်ကိုပန်ဆိုင်ထားပြီးသားဖြစ်တဲ့အရာတခုကိုဆွန့်လွတ်လိုက်ရပြီဆိုရင်ပြန်ရဖို့ဆိုတာမလွယ်ဘူးအဲ့ဒီအချိန်မှာအင်းအင်အားတွေတုံးရတယ်ခွန်အားတွေတုံးရတယ်အသက်တွေပေးဆက်ရတာတွေအရန်ပေါ့နော်ဟိုနက်နေတယ်ပေါ့နော်စစ်ပွဲတပွဲရဲ့အနေထအာယုံက ဲ့တော့ကျွန်တော်တို့တက်မတော်အနေနဲ့ကတော့နောင်ချိုးပြန်လဲရရှိတိမ်ပိုက်ဖို့အတွက်ကိုနော်ဒရဇက်ထိုးစစ်ဆင်နေပါထိုးစစ်ဆင်နေရာရှိပါတယ်နော်ထိုးစစ်ဆင်နေတယ်အခုကျွန်တော်တို့ဒီအုံမဒီအုံမကောအုံမဒီပေါ့နော်အုံမဒီလမ်းဆုံးစာတင်ကြောင်းကတော့ကျွန်တော်တက်မတော်အနေနဲ့အရင်တော့ကျွန်တော်အဲအုံမဒီကျောင်းရှိမှလမ်းဆုံးမှကျွန်တော်ကတော့ပြီးတော့မှပြီးခဲ့တဲ့နှစ်တကြံကခဲ့ရတယ်ပေါ့နော် ကားကြရတယ်ဒီနေ့တကြံလဲကျွန်တော်အဲဒီအုံမတီလမ်းဆုံးမှာကမှာပါဗောနော်ကမှာအဲဒီကြောင်းကြီးမှာကျွန်တော်တို့အာထမင်းနေဟင်းနေချက်ပြုတ်ပြီးတော့ကျွန်တော်တံပေါက်လေးသွားလူတယ်မျိုးစုံဗောမျိုးစုံလူခဲ့ပြီးတော့မှအဲဒီကြောင်းကြီးထဲမှာနော် DSC ပတ်စဉ်41ကအကိုကြီးချက်ကျွေးတဲ့ဟင်းနေစားပြီးတော့မှကျွန်တော်နေခဲ့ရတာဒါပေမဲ့အဲအဲဒီကြောင်းကိုနောက်ဆုံးလက်လွတ်လိုက်ရပြီးတော့မှအခုတော့ပြန်လဲသိမ့်ပါရရှိထားတာတစ်ဖက်လောက်ဖြစ်ပြီဗောနော် ဒါကတက်မတော်အနေနဲ့ကတော့ဒါမြေပြင်မှာရှိနေတဲ့အဲအဲ့မှာဥဆောင်နေတဲ့အောင်မြေအပါဝင်ပေါ့နော်ပြင်းဥလင်အောင်မြေတို့တိုက်အောင်ပေါ့နော်တိုက်အောင်ဆိုတော့ဒါကျွန်တော်တို့ရဲ့ viewer မူကြီးပေါ့သူတို့ရဲ့လက်အောက်မှာဒီအောင်မြေတို့တိုက်အောင်လို့ညွှန်ကြားမှုတွေနဲ့နော်အဲတိုက်ပွဲကိုဆင်နွှဲနေတဲ့ကျွန်တော်တို့စစ်တီစစ်သားတွေအားလုံးကနော်နောက်ကျိုးပြန်လည်ရရှိဖို့အတွက်ကိုကြိုးစားနေပါတယ်ကြိုးစားနေပါတယ်ကျွန်တော်ကတစ်ခုချင်းတော့ခွဲတော့ပြောရမယ် ကြိုးစားနေတာတွေရှိတယ်ပေါ့နော်ဟိုတစ်ဖက်မှာတော့မိုးပြေလို့အခုညောင်ညောင်ကျိုးလို့ပဲလို့ပါတော့ဟိုတိုက်ပွဲတော့ဖြစ်နေတာပေါ့နော်ဟိုက16ရက်3လ2025နောင်ချိုး9:26 PM နှလုံး9:29 PM နှလုံး9:32 PM အတွဲလိုက်တစ်ခါ9:33 PM အတွဲလိုက်တခါအပြာရောင်ပျောက်ကြားချက်ဖြင့်မြို့ထဲကိုနှိမ့်နှိမ့်ပြန်ပြီးအကြာကြီးဝဲပြီးလာကျဲသွားတယ်။မိโกလုံးများမြို့ထဲမှာ လမ်းမြင်နေရတယ်တောင်ရက်ကွက်တဲကစင်ရနာပရိယတိစာတင်တိုက်ကိုတဲ့ကျဲသွားကြောင်းသိရပါတယ်တဲ့လူထိတာများတယ်တဲ့ကနဦးသိရတယ်အရေးအတွက်မသိရသေးဘူးတဲ့နော်6နိုင်24မှာအဒရစ်လောက်သွားပြီပေါ့နော်6နိုင်24မှာခြေသွားတဲ့လေရင်ပုံထက်ဖြစ်အတွဲလိုက်ဆိုတာတွေကတဲ့စက်တနက်တွေနဲ့ပါဖြစ်သွားတာဖြစ်တယ်နော်နောင်ချိုကတော့တက်မတော်ကမကြာမီအချိန်တွင်းမှာပြန်လေတိမ်ပိုက်ရရှိဖို့အတွက်ကိုဒီဘက်တစ်ဘက်ကတော့နော်ဒီအောင်မြီတို့ ဒီအောင်မြင်ဆိုတဲ့နာမည်တော့ကျွန်တော်မပြောတော့ပါဘူးအောင်မြင်ကတော့ကျွန်တော်တို့ဒါပြင်းလွင်ရပါတော့အဲတော့တိုက်အောင်ပေါ့နော်တိုက်အောင်ဆိုတော့လက်ရှိဒီအောင်မှုကြီးပေါ့ဒီအောင်မှုကြီးတို့ကြိုးစားနေတယ်ဒီလမ်းစုံကိုလည်းပေါ့နော်အာစီတိုက်တွေကိုတော်တော်လေးကိုဒီနေ့လဲပေါ့နော်ဒီရနေ့ဂျမ်ဘလနကန်တောင်းကျသူတပုံနေမိအောက်ခန်းနေပါလေတဲ့ကနေနော်ခွေးပြေးဝက်ပြေးပြေးနေရတဲ့အနေထားတွေရှိတယ်ကျွန်တော်လည်းပြင်းလွင်တော့ပြင်မရအောင်သေးဘူး ။နောက်ကျွန်တော်မှလည်းပါဇက်ပါတယ်ကျွန်တော်လည်းစီးပွားရေးစီးပွားရေးရှိတယ်။ကျွန်တော်စီးပွားရေးလုပ်တဲ့ပတ်စံကအဓိကတော့နော်ကျွန်တော်ရဲ့တက်မလို့သားလေးတွေကိုကျွန်တော်လူကျင်တန်းကျင်တဲ့စိတ်နဲ့စီးပွားရေးပေါ့နော်ကျွန်တော်တချို့နေရာတွေမှာကျွန်တော်တွားပြီးတော့အဲ့လိုမျိုးလုပ်နေရာရှိတယ်ပေါ့နော်တရားဝင်စီးပွားရေးပါပဲပေါ့နော်အဲ့တော့ပြောချင်တာကနံပါတ်1ချက်ကကျွန်တော်တို့တက်မလို့ကို အားပေးဝန်းရံပြီးတော့မှထောက်ခံနေတဲ့ပြည်သူလူထုတွေမကြခင်အချိန်တွင်းမှာတော့တက်မရဝါနေပြီးတော့မှပေါ့နော်သူတို့အဓိက main နေရာတွေထားတဲ့နေရာတွေကိုပြန်လည်ရယူသိမ့်ပိုက်မှာဖြစ်တယ်ပေါ့နော်အဲ့လိုသိမ့်ပိုက်ဖို့ဆိုတာကတော့သူကတက်မရကာကွယ်ဦးစီးချုပ်အပါဝင်မြေပြင်မှာတော်ဝင်ထမ်းဆောင်နေတဲ့တက်မရသားတွေ စစ်တီတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တီပြီးလို့ရှိရင်ကျွန်တော်တို့လိုစပီကာသမားတွေနောက်တော့မီဒီယာသမားတွေအလုံးဝိုင်းဝန်းပူပေါင်းပြီးတော့မှတိုက်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အမြန်ငြိမ်းချမ်းပါပါပေါ့နော်ကျွန်တော်တို့ကငြိမ်းချမ်းကျင်တာဟုတ်နော်တူတူမျိုးမှာလာချိုးမှာနေရလူလဲလာချိုးပြန်စီခြင်းနဲ့နောင်ချိုးမှာနေရလူလဲနောင်ချိုးပြန်စီခြင်းနဲ့ဒါပေမဲ့အဲ့ဒီမှာတခုဘာလို့ရလဲဆိုတော့ မြေပြင်မှာလူဝက်ချက်တွေရှိတာကိုတက်မတော်ကာကွယ်ဦးစီးချုပ်ကြီးတို့အဘာတူချုပ်ကြီးတို့အဘာမြစ်ကူကြီးနော်ဘာတူချုပ်ကြီးဘာဦးစိုးဦးစိုးဝင်းတို့မြစ်ကူကြီးအဘာဗိုလ်ချုပ်ကြီးချိုးသွားလင်းတို့နော်နောက်တော့ကာစရာမူးတွေတိုင်းမူးတွေတက်မမူးတွေဗျူဟာမူးတွေတိဖို့လိုတယ်နော်အဲ့လိုမတိခဲ့လို့ရှိရင်အလဲရနေပြီးတော့လိန်ညာနေတာတွေအားလုံးကိုယုံကြည်ပြီးတော့မှ ဆက်ပြီးတော့လုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုရန်သူကခံစစ်အနေနဲ့ဖြစ်သွားပြီရန်သူကတောင်းခံလည်းမတိုက်နိုင်တော့ဘူးเนาะဒီကျွန်တော်တို့အုံမဒီအုံမကားအောင်ရွှေချောင်းမင်းတို့ဘာလို့လေချင်းကိုတို့ဘာလို့လဲသူတို့မတိုက်နိုင်တော့ဘူးเนาะပြင်းဦးလင်းဆိုတာအဝေးမှနေခဲ့မန္တလေးတို့ဘာလို့ဆိုတာအဝေးမှနေခဲ့သူတို့တွေရှောက်ပြောတယ်ကမန္တလေးကိုတိုက်မယ်တို့ဘာပြစ်လို့ညာပြစ်ဥပမာပေါ့ဂျူဂျီအနေနဲ့တော့ဟိုစိတ်ဝင်နေတာတော့ရှိမှာပေါ့ရန်သူက အခုခံစစ်ဖြစ်သွားပြီပေါ့ဒါတက်မတော်အနေနဲ့ကတော့ဒါသူခံစစ်အနေနဲ့အဲသူဒီလိုမျိုးပေါ့နော်အနေခဲ့တယ်နိုင်ငံတကာကိုချပြခဲ့တယ်အဲစိတ်ရှိခဲ့တယ်သူတို့တီးခံခဲ့တယ်ပေါ့နော်အဒီတက်မတော်ကဝေဦးစည်းချိုးရဲ့ဟိုကိစ္စပေါ့သူတို့ရဲ့စင်နီးပြူဟာတွေအရာတိုက်ခဲ့တာတွေအခုကတက်မတော်ကတံပြန်ထိုးစစ်ဆင်တဲ့အချိန်မှာအောက်ချိန်မှာလိုအပ်ချက်တွေကိုနော်စင်ငယ်စင်ငယ်လူကြီးတွေအချိန်နဲ့တပြေးညီဖြည့်ဆည်းပေးနိုင်ဖို့လိုတယ် နော်လက်နက်ခဲယမ်းစားနေရိတ်ခါစေးဝါနော်တချို့ဆိုရေးကျွန်တော်တို့ဆိုတချို့ဆိုရေးတွေကကျွန်တော်တို့ကမြေပြင်မှာအတီဆုံးလူတွေနော်ရေးတွေအစကျွန်တော်တို့ကလူတွေနော်အဲ့လိုမျိုးကိုဘကနေပြီးတော့မှကိုတိုက်စစ်ပြန်ဆင်တဲ့အချိန်မှာသူများတိုက်စစ်ဆင်ပြီးတော့မှဒီတိုက်ပွဲကိုပေါ်ဆောင်ခဲ့တော့က drone တွေလက်နက်တွေခဲယမ်းတွေရိတ်ခါတွေအပြစ်တင်ပြီးတော့မှတိုက်ခဲ့တာဒါပေမဲ့အခုတော့အဲ့ဒီစစ်ကအခုအချိန်မှာ ရက်တန်သွားခဲ့ပြီအဲ့တော့နိုင်ငံတနိုင်ငံအနေနဲ့တိုင်းပြည်ကကွန်နေတာကတက်မတော်ပဲရှိတယ်အဲ့ဒီတက်မတော်ရဲ့လိုအပ်ချက်တွေကိုနီးရနီးရပြည်သူလူထုတွေကလည်းဖြည့်ဆည်းပေးပါเนาะသိအောင်ပဲဖြစ်ဖြစ်မသိအောင်ပဲဖြစ်ဖြစ်တိုက်ပွဲဝင်နေတဲ့တက်မတော်သားတွေအပေါ်မှာဆက်လက်တလိတ်တက်နိုင်ဆက်လက်တနေကော်ဖီတုတ်တကုတ်တုတ်တက်နိုင်ကော်ဖီတုတ်တနုတ် ရှူရှဲတထုတ်တနိုင်ရှူရှဲတထုတ်เนาะနီးစရာနီးစရာပြည်သူလူထုကတက်မတော်တိုက်ပွဲဝင်နေတဲ့တက်မတော်တွေအခုဆိုရင်ကျွန်တော်တို့ဗန်မွေးပြူဟာနေပြီးတော့မှအခုတိုက်တယ်တိုက်တယ်တိုက်တယ်အုံမတီလမ်းစုံစတင်ကြောင်းကိုကျွန်တော်တို့ပြန်ရတယ်အခုထက်တိုက်တယ်ဟုတ်လားအုံမတီအုံမကအဲ့မှာရှိတဲ့ RC တိုက်တွေကိုတိုက်တဲ့ဒီမှာမြေအောင်ခန်းနေအခိုင်အမာနေနဲ့ကြောင် LOC ဒီလမ်းကြီးကိုเนาะစုံဖို့ပြည်သူလူထုတွေနောက်တစ်ချိန်မှာ နော်ဒီစစ်ပွဲတွေပြီးတဲ့အချိန်မှာသွားဖို့လာဖို့အတွက်ကိုဒီလမ်းတွေကိုနော်ကုန်စည်ပို့ဆောင်ရေးတွေနော်အမြန်ဆုံးဒီတရုတ်ပြည်နဲ့ဒီအခုဟာနဲ့ချိတ်ဆက်ဖို့အတွက်ဒါကတော့သူတို့ကသူတို့ရဲ့ honor policy နဲ့တော့သူတို့သွားပြီးတော့ဟိုတိုက်ကြမှာပေါ့သူကတက်မလို့နေနေရသူ့အနေနဲ့ကသူရှိပြီးသားသူဘယ်တိုက်မလဲနောင်ချူတိုက်မယ်ရရင်ကြောင်မဲဆက်တိုက်မယ်ကြောင်မဲမှာလည်းရန်သူကခံစစ်တွေပြင်းစင်နေတာရှိတယ်ကြောင်မဲရရင်ဒီဘော ။ဟောဒီဘောကနေဆိုရင်လို့ရှိရင်ဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကုန်းသားအကုန်းသားနေပြီးတော့မှကုန်းမုံနော်ကုန်းမုံကနေပြီးတော့မှဟိုဘက်ဆိုလို့ရှိရင်နောင်မုံနောင်ခွဲတို့နောင်မုံတို့အပြီးလာချိုလာချိုမှာတော့တစ်ဖြက်ပေါ့နော်။လာချိုမှာတော့တစ်ဖြက်တို့တွေဟိုဘက်က MNDA ကိုကန့်နေနေနော်အပေးယူနိုင်ငံတော်အစည်းအဝေးနေနေဘလို့လုံးလဲတော့မသိဘူး။နော်အဲအဲ့ဒီအရှင်ဒီချင်းကအတွင်းမှာကျွန်တော်တက်မတော်တွေဘယ်နေရာမှာရောက်ရှိနေတဲ့တက်မတော်သားတွေဖြစ်ဖြစ် ပြည်သူလူထုအနေနဲ့ပါဝင်ပူးပေါင်းမှာကျွန်တော်တို့စပီကာသမားတွေအနေနဲ့လည်းပါဝင်ပူးပေါင်းမယ်မီဒီယာသမားတွေအခုလို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်ပမီဒီယာတို့နော်နောက်တစ်ခုကပါလဲကျော်မျိုးမင်းကကျော်မျိုးမင်း NB News တို့ပြီးလို့ရှိရင် Sniper သရူးတို့နော်ရှိမယ်မီဒီယာတွေလည်းကျွန်တော်လည်းနာမည်တွေမိတာတွေလည်းရှိလိမ့်မယ်ပေါ့နော်ပြီးလို့ရှိလို့ချင်းရင်ကျွန်တော်တို့စပီကာသမားတွေမှာမှာပေါ့ကိုရောမြန်မာလေးမပူတူတို့အဲဒဇင်ဦးတို့နော်မထွမြတ်တူတို့ အဲ့လိုမျိုးလူရုပ်လုံးထွက်မပြတဲ့မှာဟန်ငင်းဦးတို့ခေဘုံခါတို့ပါပဲအဲ့လိုလည်းရှိသေးတယ်ဒီအရီအားလုံးပူပေါင်းပြီးတော့အချိန်ဆက်မိမိနဲ့နော်တိုက်မယ်ဆိုရင်ကျွန်တော်တို့တိုက်ပွဲပြန်လေအောင်မြင်ပါပါကျွန်တော်တို့နိုင်ငံအမြန်ဆုံးအေးချမ်းပါပါဘာလို့ကျွန်တော်ဒီစကားကြီးပြောရလဲဆိုရင်တစ်ဖက်ကစစ်တိုက်သွားတော့လည်းမီဒီယာနဲ့မီဒီယာအချို့တွေအများကြီးပါတယ်အခုကြည့်လိုက်ခင်ဗျားတို့ VOA တွေ RFA တွေအခုဘာဖြစ်ပြီလဲနော်ဘာဖြစ်ပြီလဲခင်ဗျားတို့ကြည့်လိုက် နော်တိုင်းပြည်ရဲ့အရေးတခုကိုတော့ဥမယောင်လိုက်အနေနဲ့ကနိုင်ငံရေးရောစစ်ရေးရောသူအများကြီးသုံးသက်ပြီးတော့မှစီးပွားရေးရောအများကြီးသုံးသက်ပြီးတော့သူလုပ်နေတဲ့အချိန်မှာအဲကျွန်တော်တို့လိုတိုင်းပြည်ဒီလိုပြက်လို့ပြက်စီဖြစ်နေတာကိုနော်တာဝန်သိပြည်သူတယောက်အနေနဲ့အုတ်တချက်တဲတဲ့ဘွဲ့အနေနဲ့အားလုံးပါဝင်ပူးပေါင်းရင်တော့ကျွန်တော်တို့တိုင်းပြည်အမြန်ဆုံးငြိမ်းချမ်းမယ်ပြီးရင်ဒီလိုစစ်ပွဲမျိုးနောက်တစ်ခါဖြစ်မလာရအောင်အသိဉာဏ်ပညာတွေဘဝဒုဒ္ဒရာတွေ ကျွန်တော်တို့ line ပုံကနေဒီလိုပေါ့နော်ဟိုပြောတင်ပြောထိုက်တဲ့အရာတွေအားလုံးကျွန်တော်တို့ကမျှဝေပေးရမှာဖြစ်တယ်ကျွန်တော်တို့အတိုင်းပြည်ကမီဒီယာအနေနဲ့ကြာဆုံးသွားတယ်နော်နှစ်ပေါင်းမနည်းဘူးကျွန်တော်တို့ကိုဒီ BOA တို့ RFA တို့ကအစိတ်ခတ်လာတာတွေဒါတွေကိုပဲယုံစားပြီးတော့မှပြည်သူလူထုကတမရုံမုံနေတကယ်ကိုကိုကိုယင်ပတ်နဲ့ယင်းပြီးတော့မှချစ်တဲ့လူယင်ပတ်နဲ့ယင်းပြီးအသက်နဲ့ယင်းနေပြီးတော့ကာကွယ်နေတဲ့တမရုံကိုမုံတော့မုံတိအောင်အမျိုးမျိုးဖန်တီးခဲ့ကြတယ်နော်အဲ့တော့ကြတော့ ျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုတွေနော်တိုက်ပြီးအေဂျင်စီခြင်းနဲ့ဒီလိုစစ်ပွဲတွေကိုမလိုလားတော့ဘူးဆိုလို့ရှိရင်နော်ကျွန်တော်တို့ပြုပြင်ရမယ့်အချက်လက်တွေအများကြီးရှိတယ်ပြီးရင်တက်မတော်သားလေးတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြောရင်တော့အဲ့ဒီထဲမှာမကောင်းတဲ့တက်မတော်သားတွေမပါဘူးကိုကျိုးစည်းဝါချတဲ့တက်မတော်သားတွေမပါဘူးကိုကျိုးစည်းဝါချတဲ့ရဲတပ်ဖွဲ့ဝင်တွေမပါဘူးကိုကျိုးစည်းဝါချတဲ့ပြည်သူစစ်တွေမပါဘူး ကျွန်တော်ပြောနေတာကတိုင်းပြည်ကိုတကယ်ချစ်တဲ့စစ်မှန်တဲ့ရင်ပတ်နဲ့ချစ်တဲ့စစ်မှန်တဲ့နိုင်ငံရဲ့ဝန်ထမ်းတွေကိုကျွန်တော်ပြောနေရခြင်းဖြစ်တယ်။နော်အဲ့တော့ကျတော့ဟိုကိုဂျိုးစည်းဝါးတွေခက်ပြက်ခက်ပြက်ကြီးထဲမှာပေါ့နော်လှုပ်ရှားနေတဲ့နော်ပကုံးဘောအပွင့်ခတ်ဒီကိုရရှိတဲ့ယာရုအာနာတွေကိုအလွဲသုံးသားလှုပ်ပြီးတော့မှဖျဲသည့်တရံလှုပ်ရှားနေတဲ့အောက်တန်းစား ဝန်တန်းတွေအောက်တန်းသားတက်မတော်သားတွေအောက်တန်းသားရဲတပ်ဖွဲ့ဝင်တွေအောက်တန်းသားပြည်သူစစ်တွေမပါဘူးနော်ကျွန်တော်ဒါရိုးရိုးရှင်းရှင်းလေးပြောတာအနာရှိရင်ဆက်ကျွန်တော်နာမည်တက်ပြောတာမဟုတ်ဘူးကိုကိုကိုတိကြပါတယ်နော်အဲ့ဒီအချိန်မှာကိုကပတ်စံတော့မကောင်းတဲ့နေရာနေပတ်စံနေရှာနေပြီးတော့ကိုရဲ့တက်ဖွဲ့ဝင်တွေကိုလူသိချင်ညာလူနိုင်လားဆိုလည်းမလူကြဘူးလူမသိအောင်လူလားဆိုလည်းဘယ်သူမှမလူဘူးနော်ဝမ်းမနဲ့ဝတီမိတ်မိတ်လိုက်တယ်လို့ပဲမိတ် ပြီးတော့မှယူပြီးတော့နေတာ ပြီးလို့ချင်းဖြစ်ချင်းအဖြစ်ကွာဖြစ်ပါငါတို့နဲ့မဆိုင်ဘူးမဖြစ်ဘူးဒါဒါမျိုးတွေပေါ့နော်ဒါမျိုးတွေနေတာဖြစ်တယ်အဲ့တော့ရှေ့တန်းမှာလက်ရှိတိုင်းမျိုးအေဂျင့်ချင်းနဲ့တာယာချင်းနဲ့နော်ပြည်သူလူထုကိုအေဂျင့်ကနေသိချင်းနဲ့နော်ရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေကိုတော့နော်ကျွန်တော်အရန်အားနာပါတယ်ပေါ့နော်ဒီလိုမျိုးပြောရတာလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းမျိုးအမြန်အေဂျင့်အေဂျင့်စီချင်းနဲ့စိတ်နဲ့ပြောဟိုပြောတာပါပေါ့နော်တချို့ဆိုတော့တော့အောက်တန်းကြတယ်ပေါ့ဒီတန်နိုင်ငံရေးဖြစ်စဉ်ထဲမှာနော် ။ငကိုတဲရမှာပြည်သူလူထုကတက်မတော်မုံမာတယ်ဆိုရင်အခုပေါ့ဒီလိုဒီမှာဒီမှာလာပို့ထားတယ်။မုံမာတယ်ဆိုတက်မတော်ရဲ့ပုံရိပ်ကိုမကြကြစင်းအောင်လုပ်တယ်။အကိုတဲ့ချောင်းမြို့နယ်ပြည်သူစစ်တွေကတဲ့ PDF တွေဘေးနားမှာရှိတာသိတယ်တဲ့။မတိုက်ဘူးတဲ့တနေ့ကိုပြည်သူတွေအိမ်ထဲအထိဝင်ဆွဲတယ်ခဏခဏတော့တဲ့ငွေနဲ့အရွေးခိုင်းနေတဲ့တယောက်ကို20 30လောက်တဲ့တောင်းပြီးပြန်လွတ်တယ်တဲ့တနေ့ကိုတဲ့50 59ယောက်လောက်ဆွဲတယ်တဲ့ပြူစောတိကောင်းဆောင်နဲ့ကုန်းကြီးကြော်လင်း ကျော်လင်းဘူးအိမ်60ကဒါဒီဒီရဲမသူတို့ကလည်းရေးတာတော့ကျွန်တော်လည်းမဖတ်တတ်ဘူးဗျာ။နော်ရွာသားသူဒီဆိုတော့ကုန်းကြီးကျော်လင်းနဲ့ဘူးအိမ်60ကဘူးကြီးဘူးလေးတွေ CRB အနေရောင် 1M 133ကြာ39ကားနေတဲ့အာမနာဘူးတဲ့ငွေနဲ့ပြန်လွတ်တာတဲ့။ဘာအပြည့်စုံလေးဖြစ်ဆွတ်ပြောပေးငွေနဲ့ပြန်လွတ်တာပါတဲ့။အပြည့်စုံလေးဖြစ်ဆွတ်ပြောပေးပါတဲ့။ဥပုံချမ်းပါပါစေတဲ့။နော်အဲ့လိုအဲ့လိုအများကြီးရှိခဲ့တယ်။ အဲ့ဒါတွေပြောရင်မကုန်ဘူးနော်တိုင်းပြည်ကိုဘယ်သူတွေဖြည့်ဆည်းနေတာလဲနော်ဒါတို့တိောက်တော့အေးမယူနိုင်တာဘာကြောင့်လဲ